အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မာကလေကြားပစုံလေးဝယ်ပြီးတော့ပစုံထောင်းထောင်းစားမှာပေါ့နော်ဒါပါဒါလေးရတော့မုံလာဥနီဒါမင်ကြားပစုံတုံနေထဲစားမယ်အရွက်ပလက်တွေပေါ့နော်စိတ်စိတ်ခဲမှာကိုကြိုက်တာလေးတွေအကုန်ဝယ်လာဒါသခွားသီးပါတယ်ပောက်ပန်းဖြူရွက်ပါတယ်ဆလတ်ပါမယ်ကန်ချူတီပါမယ်ဒါကြတော့မြက်ခွာရဲ့နုနုလေးတွေလေမြက်ခွာရဲ့ဆင်းမြက်ခွာလေးတွေလည်းတွေ့တယ်ပြီးတော့ဒါကန်ခင်းချင်းသီးလေးတွေအကုန်လုံးအဲ့ဒါလေးတွေအဆုံးပြုံးမင်းဝယ်လာတယ်ပြီး ရားပစုံထောင်းလေးနဲ့စားဖို့အတွက်ဒီအသီးလေးတွေပေါ့နော်ကိုကြိုက်တာလေးနဲ့စားလို့ရပါတယ်ဒါတော့အိမ်မှာမင်းတို့စားခြင်းတဲ့ပုံစံလေးအတိုင်းအောင်အကုန်လုံးထည့်ပြီးတော့ဝယ်လာတာပါဒါတော့ပါလေစနွင်းတက်ခေါ်လာအကုံစုံပဲပဲသီးလေးလဲပါတယ်အရင်ဦးဆုံးပစုံလေးတွေကိုတော့တေချာလေးတိုင်ထားတာပေါ့နော်ပစုံတိုင်ထားပြီးတော့တော့ဒီနောက်ဆန်လေးကိုလှော်ထားပါမယ်ဒါလေးကတော့ထညက်ကြိုထားတာလေးထညက်ကြိုထားတော့မပြတော့ဘူးနော်ထညက်ကိုရေစစ်ပြီးတော့ကြိုထားတာလေးပါပစုံလေးကိုတေးသေးချာချာလေး ရေဆေးပြီးတော့အခွန်လေးလေးနှွာပြီးတော့ဒီမှာရှိရှိချောင်းလေးတွေထုတ်ထားတယ်။အဲ့ဒါမှဒီရှိချောင်းလေးကိုတည်တည်ချာချာလေးမနော်ထုတ်ထားတန့်စင်းနေရပဲ။ရေလေးစင်အောင်ဆေးထားတယ်။ပစွာဆန်းလော်နေတယ်ပေါ့နော်။လော်ပြီးသားဆန်းလေးတွေကိုညက်နေအောင်ထောင်းလိုက်မယ်။နှူးနေတာပဲနော်။ဒါဒီထဲထဲမှာထည့်မယ်ဟာလေးပါ။စီလေးနည်းနည်းလေးထည့်ပြီးတော့လော်လိုက်မယ်နော်။ပစွန်ကိုကြတော့စီမထည့်ပဲနဲ့မလုံးနော်။စီလေးနည်းနည်းလေးထည့်ပြီးတော့လော်ပါမယ်။ဒီပစွန်လေးတွေထည့်လိုက်ပြီး မွှေးနေတာလေပုံစံကလေတတိချာချာလေးလက်လဲလက်တော်လေးပုံစံလေးတွေတူတူလှော်ရင်းနဲ့တော့ထုတ်ထုတ်ထုတ်ကလေးဖြစ်နေပုံစံကခိုင်ကြလို့ရှိရင်အဲ့ဒါအိမ်မှာစိတ်ကူးပေါက်ရလေးတွေအဲ့လိုမျိုးလေးလှုပ်ရှားတာအပြင်မှာဝယ်စားလို့ရှိရင်လည်းဒါဆိုအများကြီးကုန်တယ်ဒီကိုယ့်အိမ်မှာမိသားစုနဲ့လည်းစားရတယ်အများကြီးလည်းမကုန်ဘူးပေါ့နော်ကဲကြားလေးတွေကိုမင်းကဒီအေးလေးခန်းသွားပြီးတော့လေကတ်သွားအောင်အိုးလေးကတ်သွားအောင်ထားတယ်အဲ့လိုမျိုးပါလေးကအိုးကတ်ပြီးတော့မှ လှော်လိုက်ကမှအနံ့ကြီးမှုဝေးပြီးတော့ထောင်းတဲ့အခါကျရင်လည်းပို့ပြီးတော့အရသာရှိပြီးစားကောင်းတာပေါ့နော်ကိုကြိုက်နေတယ်လို့တက်တယ်လို့လှုပ်စားပါဒါတော့မင်းကကိုစားခြင်းတယ်လို့လေးလှုပ်စားတာဒါတော့ဒီအထောင်းထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေဂျားလေးကိုလှော်ထားတာပူစီမံပါမယ်သံမြာတိပါမယ်ကြက်သွန်အဖြူပါမယ်ငေဦးတိစိမ်းပါမယ်ရဲထဲမှာထည့်တာနန်းနန်းပင်အမြင့်ပါမယ်အနံ့မှုရောင်ထည့်တာနော်အဓိကအားလေးက ကဲအဲ့ဒါတွေအကုန်ဆုံးပြီဆိုတော့မြုပ်သီးစင်းလေးကိုထည့်ပြီးတော့ထောင်းလိုက်တယ်။မြုပ်သီးစင်းလေးညက်ပြီဆိုရင်နန်းနန်းပြီးအနစ်ကလေးကိုဒီကထည့်ထောင်းပါတယ်။နန်းနန်းပင်လေးညက်သွားပြီဆိုရင်တော့စစ်တုံဖြူလေးကိုထည့်ပြီးတော့ထောင်းလိုက်ပါမယ်။အလုံးညက်သွားပြီဆိုတော့ဆောနာကပဇွန်နေပဇွန်ကလေမင်းတို့နည်းနည်းလေးထောင်းရမယ်နော်အဲ့ဒီနေရာပဇွန်တိတိချာချာလေးအနံ့မှုရအောင်လှော်ထားတာဖြစ်တဲ့အတွက်တထထထထကလေးမျိုးပဲဖြစ်တဲ့တိတိချာချာလေးလှော်ပြီးထောင်းထားတယ်နော်မတို့ အဲ့မှာနေအနက်လေးမှုေးပြီးတော့စားခြင်းစရာလေးဖြစ်နေပါပြီဒီထက်ကိုပဝင်ပစ္စည်းထက်ထက်မှာတော့ပူစီနန်ထည့်မယ်ကိုစားခြင်းတို့လိုလေးလှုပ်စားနော်မင်းကတော့မင်းစိတ်ထဲမှာစားခြင်းတာပြီးတော့ဆန်လုံမုံထည့်မယ်ဆန်လုံမုံကလှော်ထားတဲ့အတွက်ကြောင့်မို့အနက်လေးမှုေးနေတယ်ပြီးတော့ခညက်လေးထည့်မယ်ပြီးတော့ငပြားကြီးထည့်မယ်စောနာကကြက်သားမုံလေးနည်းနည်းလေးထည့်ထားတယ် ပြီးလို့ရှိရင်တမယာတိတမယာတိကိုကိုကရှင်းရှင်းလေးစားလို့ရှိရင်စားကျင်တော့3လောက်ထဲပေါ့နော်3လုံး4လုံးလောက်ထဲပေါ့အရင်မရှင်းကျင်ဆိုရင်တော့2လုံးလောက်ထဲပါတမယာရေရွှေရွှေလေးထဲအရင်တော့ကိုစားကောင်းတယ်မျိုးဒီအဆက်ကြီးနဲ့ဆိုတော့ခဲအဲ့ဒါလေးတွေကိုအကုန်လုံးညက်အောင်ထားလိုက်ပါမယ်နော်မွေးနေတာပဲမတို့တမယာတိအနံ့ရေပြီးသွားရင် ဆန်လောမိုးအနံ့လေးရယ်ပစုံကလည်းလှော်ထားဆိုတော့မင်းကတမယာအရှင်လေးနည်းနည်းလေးထက်နေလို့လေထက်ထက်လိုက်တော့ဒီလိုမျိုးလေးအရေးလေးစစ်စစ်လေးနဲ့ပို့ပြီးတော့အောင်ပြီးတော့စားစားကောင်းသေးတယ်အဲ့ဒါကိုဒီမှာကြက်တုံအကွင်းလေးတွေလှီးထားတယ်ဒါလေးတွေအကုန်လုံးနဲ့စားမှာပေါ့နော်ဟိုထောင်းစားစားပစုံကိုအဲနည်းနည်းလေးလှော်လိုက်တာပေါ့မလို့ရယ်လှော်ပြီးတော့အဲဒီမှာကြည့် အဲ့ဒါလေးကိုထောင်းလိုက်တယ်ထောင်းပြီးသွားရင်ဒီနေ့အကုန်ကြလည်းသက်တာလေအပြင်မှာသွားစားရင်ဒီကဒန်းဆိုရင်အများကြီးပဲပေးရတယ်အဲ့ဒါကိုမင်းကအိမ်မှာဇီးရက်ပြီးအရွက်ပလက်တွေဝယ်လာတာအကုန်လုံးပေါင်း6500ကိုပြီးရင်ဒီပစွန်နဲ့ဆိုလို့ရှိရင်အကုန်လုံးပေါင်း1000ပဲကြာတယ်အဲ့ဒီဟာကိုမင်းအိမ်မှာထောင်းစားတာလေးပါရှယ်ပဲမလို့အဲ့ဒါအိမ်မှာထောင်းစားကြည့်ကြည့်မကြည့်အဲ့ဒါဒီစရပါတယ်နောက်တစ်ခုကဒီမှာတက်ပုံအကွင်းကွင်းလေးတွေရှယ်ပဲရှယ်ပဲမင်းလက်နဲ့ပဲကိုင်းတော့မယ်နော်မလို့ မဟာဒီသမက်ကလေးလဲကိုလေအင်းပေါင်းလိုက်တာအင်းဂျီမီလေးထက်อืมကိုမသားကိုအိမ်လုံးအိမ်မလုံးဆိုင်မလိုက်တော့အကုန်ကြလေအရန်တက်တက် 大家把我们买的都吃呗。Oh <noise>